မင်္ဂလာပါကလေးတွေပုံပြင်အစီအစဉ်ကနေကြိုဆိုပါရစေဒီတစ်ပတ်လဲမမမြန်မိုးကစာရေးဆရာ Jeff Kinney ရဲ့ Ocean Friendly Adventure ဆိုတဲ့စာအုပ်လေးကို Roland နဲ့ Greg ရဲ့စွတ်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 ပုံပြင်ဆိုပြီးတော့ပါရာပြတ်တက်ဆက်ပေးသွားမှာပါဒီပုံပြင်လေးကိုအတိတ်ကရေးတဲ့သူက Rolly ပါ Rolly ကအပြင်မှာတကယ်ရှိတဲ့သူငယ်ချင်း Greg ရဲ့အကူအညီနဲ့ Roland ဆိုတဲ့ကောင်လေးနဲ့ သူငယ်ချင်းကရက်တိုအတူတူစုဆောင်ခံထွက်တဲ့ပုံမြင်လေးကိုရေးတဲ့အကြောင်းကိုကြားရမှာပါပုံမြင်ထဲမှာတော့ရူလီကိုရိုလန်ဆိုတဲ့ကောင်းလေးအနေနဲ့ကြားရမှာဖြစ်ပြီးတော့တငယ်ချင်းကရက်ကိုတော့ဂရက်ဆိုတဲ့နာမည်အရင်းကိုပဲသုံးထားပါတယ်ရိုလန်နဲ့ဂရက်တို့ရူလက်အမေကိုအေခဲဆုံးကြီးလက်ကနေကယ်ဖို့ဆုစာခီးထွက်လာကြရင်ကုငီမဲ့သူတွေအများကြီးနဲ့ခီးဆက်လာကြပြီးတော့သွေးဆုပ်ဖုတ်ကောင်းလေးခရစ်တိုဖာနဲ့ တွေ့ကြတဲ့အထိမမပြောပြပြီးပြီနော် ခရစ်တိုဖာနဲ့လီတေတော်မလေးချီပါနာတို့အေးကဲဆုံးကြီးရဲ့ပရမများကိုခိုးပြီးစိန်စာဖြေဖို့ထွက်ပြေးသွားကြပြီးရဲ့နာမှာတော့ပါရီဆက်ဖြစ်သွားကြတယ်လေဆိုတာကိုအခုအပိုင်းစနစ်မှာဆက်နာထောင်ကြရအောင်နော်ရှာလဟုံကမြေပုံပြောက်သွားတာကိုစုံတော့ပေးပြီးခဏကြာတဲ့အချိန်မှာသူတို့ပြောက်သွားတာကမြေပုံပဲမဟုတ်ဘူးဆိုတာကိုသိလိုက်ရပါတော့တယ်မျက်လုံးလုံးနဲ့အမောစရာရဲ့မျက်လုံးလေး ပြောင်းနေပါသေးတယ်။မျက်လုံးသလုံးမောစရာက သူက သူ့ရဲ့မျက်လုံးပေါ်မှာရှိလဲဆိုတာကိုတော်တော်ဝေဝေရောက်တဲ့အထိအယုံခံနိုင်ပေမယ့်အခုတော့လုံးဝအယုံခံလို့မရဘူးတဲ့။ရှိဘာနာက သူ့ရဲ့အိတ်ကက်တဲထက်သွားတာဖြစ်မယ်လို့သူကခံမနေ။မျက်လုံးမရှိပေမယ့်နှာခေါင်းနဲ့အယုံခံနိုင်လို့ရိုလန်စိတ်မပူနဲ့လို့မျက်လုံးသလုံးမောစရာကပြောတယ်။ဒါပေမဲ့မောစရာရဲ့မျက်လုံးပဲပျောက်နေတာမဟုတ်ပြန်ပါဘူး။ ရိုလန်ရဲ့အိတ်လည်းပျောက်နေပြန်ပါလေရိုလန်ရဲ့အိတ်ထဲမှာသူတို့တပွဲလုံးရဲ့စားစရာတွေရှိနေတော့ရိုလန်အိတ်ပျောက်သွားတာက အကုန်လုံးကိုလက်သွားစေရပေါ့တခြားနေရာမှာများစားစရာရှိမလားလို့ရှာတော့ဂရက်အလီမရဲ့ဝိတ်တုံးပဲရှိနေတယ်သူတို့အားလုံးငှက်ကြပြီဆိုတော့ရန်တွေဖြစ်ကြပါလေရောတယောက်နဲ့တယောက်လဲနေမာတာငါမာတာဆိုပြီးအပြင်းတွေတင်ကြရောအားလုံးရှင်တွေဖြစ်ငင်းခုန်နေကြတာကိုကြည့်ပြီး ရိုလန်စိတ်မကောင်းဖြစ်နေမိတယ်။သူကခေါင်းဆောင်အနေနဲ့အားလုံးကိုဥဆောင်နိုင်ငှက်တယ်လို့ကိုကူကူသုံးသက်ပြီးစိတ်မကောင်းထပ်ဖြစ်ပြန်ရောဒီတော့အားလုံးမလို့ချင်တယ်ဆိုတာကိုရှင်းပြီးထပ်ဖို့စက်ကူပုံးတပုံးကိုစစ်စင်ပေးလိုက်တယ်။အဲ့ဒီစက်ကူပုံးထဲမှာရေးကြတာတွေကရိုလန်ကိုစိတ်မကောင်းဖြစ်စေတယ်။ရိုလန်လည်းသူတို့ရေးကြတဲ့တွေကိုဖတ်ပြီးရနေအားလုံးကိုသူတို့ဒီမှာပဲနေလို့မရကြောင်း သူ့မိကိုကယ်ဖို့ခီးဆက်ကြမယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်တယ်။အလုံးကတော့ညီပုံမရှိပဲခီးဆက်လို့မဖြစ်တဲ့အတွက်ဘလို့လောက်ကြမလဲလို့အတုတက်ကြရဲ။စုံတော့ရှာလုံးဟုံကရှိပရဲ့ခြေရာတွေကိုခြေရာခံပြီးခီးဆက်ကြမယ်လို့ပြောတယ်။ဒါနဲ့ပဲရှာလုံးဟုံကထောက်လန်းမှုနဲ့သူတို့ခီးဆက်လာကြတယ်။ခရင်ဆက်ရင်ပြောင်းခင်းနိုင်ရောက်တော့ခြေရာတွေကလမ်းစုံကလမ်းတိုင်းကိုသွားနေရကိုတွေ့လိုက်ရတယ်။ ရှာလုံဟုံကသူတို့တော့အလိတ်ခံရပြီရီဝါနာကသူတို့နှောက်လိုက်တာကိုရှိမ့်မိပြီသူတို့ကိုလက်စားသွားပြီလို့ပြောတယ်သူတို့တော့လမ်းပြောက်သွားပြီအဲ့ဒီအချိန်မှာကြံရမရတဲ့ရိုလန်တယောက်သူဖက်နေကြဆက်လန်ထက်ကအုတ်ထုတ်မဆောင်တဲ့ဆုစားခီးတော်အဖိုးပန်ပြီကိုတတိယသွားတယ်ရိုလန်တယောက် အဖိုးပန်ပြီသူ့ကိုလာကူငီကောင်းမယ်လာကူငီပါဆိုပြီးရင်လိုက်တဲလိုက်ဆုတောင်းလိုက်တယ် ဲ့ဒီအချိန်မှာပဲပြောင်းကင်းထဲကနေအဖိုးပန့်ပြီးရဲ့ဝိငင်ထွက်လာတော့တယ်။ပြီးတာနဲ့သူတို့ကိုတောင်ကြားတစ်ဖက်ကန်တီလမ်းပြခေါ်သွားပေးတယ်။တောင်ကြားတစ်ဖက်ကန်ရောက်တာနဲ့အဖိုးပန့်ပြီးကပြောင်းကင်းထဲကို ပြန်ဝင်ပြီးပြက်ကွယ်သွားတယ်။ဟိုဖက်ကန်မှာလေးတဲ့တော်မလေးရှိပါရဲ့ခြေရာတွေကိုပြန်တွေ့ရတယ်။တောင်တစ်ခုကြားမှာချော်ရီပြစ်နေတော့သူတို့ပြက်ကူးဖို့စဉ်းစားရတော့တာပေါ့။နှစ်လုံးတစ်လုံးနဲ့မိုးစရာရဲ့အေယာမလက်ကြီးက သူတို့တယောက်ချင်းစီကိုကောက်ကနေဆွဲပြီးမြစ်တဖက်ကန်ကိုပို့ပေးတယ်။နောက်ဆုံးတယောက်ကိုပို့ပေးရနေပွဲကနေထပ်ပွဲရဲ့ချော်ရီကအီယာမလက်ကြီးကိုဆွဲချရတယ်။သူတို့ရဲ့အီယာမလက်ကြီးတော့သူတို့ကိုကူညီပြီးချော်ရီထဲနှစ်ပါသွားပြီး Greg ကဒီတစ်ခါ Rolly ရေးထားတာကိုအရင်သဘောကျနေတယ်။ Rolly က Rylan ကိုအလက်ပြောင်းလုပ်တာအရင်တော်တယ်လို့ကြည်ကျူတယ်။ စက်သိန်းခါနီဇက်လန်ဖြစ်နေလို့ပူချံပူကြောက်ဖို့ကောင်းပြီးစစ်ဆောင်တွေပူတည်ရမယ်လို့ပြောတယ်။ရူလီကတော့ပတုကူမမသိစေချင်တော့ဘူး။ကရက်ကတော့စက်သိန်းခါနီလေဇက်နာရေးလီမှာဖြစ်မှာလို့လူတပိုင်းနွားတပိုင်းစက်ဆောင်ကိုတည်တယ်လို့ရေးတင်တယ်လို့ပြောတယ်။နောက်တစ်ပိုင်းမှာပတုတည်ရမလဲဆိုတာကိုသူပြောပြမယ်လို့ကရက်ကပြောတယ်။ကရက်ကအဖိုးပန်ဘီက ရုတ်တရက်ပေါ်လာပြီး ထောက်ကူငင်တာကနည်းနည်းတော့ကြောင်သွားတယ်လို့ပြောတယ်။ရူလီကတော့သူကအဖိုးပန်ပီရဲ့ဆုဆန်းခန်းဇလန်တွေကိုဖက်နေကြဆိုတော့အိမ်မှာပစ္စည်းပြောင်းရင်တော့အဖိုးပန်ပီကိုတားလိုက်ရင်ပျောက်သွားတဲ့ပစ္စည်းတွေပြန်ပြန်တွေ့တက်လို့အဖိုးပန်ပီအကြောင်းရေးမှဖြစ်မှလို့ပြန်ပြောတယ်။ရူလီက လူသေးတာကြောက်စရာကောင်းတာလို့ဇလန်အကြံကြီးတွေကိုခဏရက်ပြီးဝဲနေစရာတွေမပါတဲ့ဇလန်သူကြိုက်တဲ့ဇလန်ကိုပဲရေးတော့မယ်လို့ဆုံးဖြစ်လိုက်တယ်။ ကဲကလေးတို့ရေရိုလန်နဲ့ဂရက်ရဲ့ဆွဆွဆဆပုံပြအပိုင်းစနစ်လဲပြီးသွားပါပြီနောက်တစ်ပတ်တောက်ကြနေမှာမမထက်ပြောပြမယ်ပုံပြအပိုင်း73မှာသူတို့တွေဆွဆာခီးပုံပြကိုဘလို့ဆက်ရေးကြမလဲဆိုတာကိုစောင့်မျှော်အားပေးကြပါအောင်နော်တတပါကလေးတို့ရေ Federal FM